အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တရင်ဂျာနီရဲ့ဒေလာ၄ရက်နေ့ရေဒီယိုစစုံသက်ဆက်ပြတော့မှာဖြစ်ပါတယ်ငလင်းကြောင့်မြင်းမြင်းတန်တန်ထိခိုက်တူတွေကို၆အနာပိုင်းတွေကစေကူတခွင့်ကန်တတ်ထားပါတယ်တဘောဘ BND ကစေလုံငန်းတွေချင်းကြီးပြီးတော့စစ်စင်ရေးတွေကိုလုံဆောင်သွားမယ်လို့ KNB တပ်ပေါင်းစုံ CUC အဖွဲ့ကနေတရားပါတယ်ဖကမျိုးနေဝရစုကြီးဝအတွင်းအတော်တောင်းနေတဲ့ထွပြေတင်းရှောင်းနေတဲ့ဒီတော့ခံပြီးသူတွေမူကတဲ့တောက်တုံးရဲ့အခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။စားတဲ့သူတွေကိုသက်ဆက်ပြရမှာပါ။ ကျမတို့အစီအစဉ်သက်သူမနေဖြစ်ပါတယ်။မန္တလေးတိုင်းအိုးပိုအချင်းတောင်မှငလင်ကျောင်းပြင်းပြင်းထန်ထန်တိုက်ခိုက်တူတွေကိုချောင်းအာနာပိုင်တွေကဈေးကူတာခွင့်ကန်တက်ချရင်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းတောင်များကွင်းရဲ့ BPNM ကနေတည်ရပါတယ်။သူစားကတင်ဆက်ပေးမှာပါ။အလင်းကြောင့်ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရရှိပြီးတော့စိုးရိမ်ရတဲ့လူနာကိုရောက်ရှိနေပြီးဆေးရုံတက်ဖို့လိုအပ်နေသူ40ကျော်ရှိနေတယ်လို့ PPNM ကဆိုပါတယ် ီခရဲမတ်လ28ရက်နေ့ကငလင်လောက်ကခဲ့ပြီးနောက်အမျိုးသမီးအဆောင်တင်းနေနဲ့အမျိုးသမီးဆေးရုံဆောင်ပြူကြပြည့်စီခဲ့တယ်လို့အမျိုးသားအဆောင်အလို့ရောအပါအဝဲအဆောင်တွေနဲ့ကာယံချတဲ့အုပ်ယူတွေပြူကြပြည့်စီခဲ့တယ်လို့တရားပါတယ်ငလင်ကြောင့်အမျိုးသားတယောက် အမျိုးသမီး၂ယောက်နဲ့ကြားမအတီးပြူဖို့လိုအပ်နေစေတယောက်စုစုပေါင်း၄ယောက်တည်ဆုံးတာကိုအတီးပြူထားနိုင်တယ်လို့ PPN မြေဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကမြချင်းသားတည်င်းချာနေကိုပြောပါရဲအဲချင်းထောင်ပြင်ပမှာရှိရဲဆေးရုံတွေမှာလည်းလူနာတွေများလာတဲ့ပုံအကြောင်းပြုပြီးမှအထဲထဲမှာရှိရဲ6တောက်ထိခိုက်တန်ရာသူပါဝင်အသက်အန္တရာယ်အရင်မစိုးရင်ရတဲ့သူတွေဆိုရင်ပြင်ပဆေးရုံတွေကိုမပို့တာမျိုးတွေလက်ရှိမှာတွေ့နေရတယ်အဲကျွန်တော်တို့တင်ပြတောင်းဆိုနေတဲ့အတိုင်းအောင်ခွင့်မပြုတာမျိုးတွေလည်းတွေ့နေရပါတယ်ဗျ ာအပြင်ဒီကိတ္တရာရရှိသူတွေဟာမိသားစုဝင်တွေနဲ့လက်ဆက်တွယ်တွေ့ဆုံခွင့်မရှိတဲ့အခြေအနေတွေကိုလည်းရင်ဆိုင်နေရတယ်လို့ကိုတိုက်ထုံဦးကဆိုပါတယ်။အခုအချိန်မှာအချင်းတောင်တဲ့ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီးတော့အရက်ပြန်ကွန်အနာချက်ဆေးရဲ့ပတ်တီစားတဲ့ဆေးဝါးပစ္စည်းတွေလိုအပ်နေတယ်လို့ PPNM ကဒီကနေ့ဧပြီလ၄ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ မလင်တန်ကြောင့်အချင်းထောင်အတွင်းကထိခိုက်ဒေဆုံမှုအခြေအနေအသေးစိတ်အချက်အလက်တွေကိုတော့စုံစမ်းနေရဆဲဖြစ်ပြီးတော့စစ်ကောင်စီဘက်ကလည်းတစုံတရာထုတ်ပြန်ပြောဆိုတာတော့မရှိသေးပါဘူး video to အနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger ကနေဖြစ်စေဖုန်းနံပါတ်09956 333 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် ဖကမြူနေဝရဆုချေရွာအတွင်းကတောတောင်တွေထဲထပြေတိန်ရှောင်းနေတဲ့ဒေတာခန့်ပီတူတွေမူကသိတောက်တုံးရီအခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ဇဆိုင်ကတင်ဆက်ပေးမှာပါ။စီရဲ့အခြေအနေတွေကြောင့်မတ်လ3ပိုင်းကနေထွက်ပြေးသိမ်းရှောင်လာတဲ့ဒေတာခံပြည်သူတွေဟာကာလကြာလာတဲ့အမျှအစားအသောက်အတွက်စိုးရိမ်လာရတဲ့အပြင်တောက်တုံးရီကိုလည်းတတ်နိုင်တဲ့နီးနဲ့တုံးဆွဲနေရတယ်လို့ဒေတာခံနဲ့နီးစပ်သူတို့ကမြင်ချင်တဲ့တဲ့င်းချာနယ်ကိုပြောပါရတယ်။ ဒါပြင်လူဦးရေစုစုပေါင်းတထောင်ကျော်လောက်ရှိတဲ့ဝါရဆုပ်ကျေးရွာတိရခမ်းပြည်သူတွေဟာတောတောင်နေထိုင်နေရခွဲပြီးနေနေရတယ်လို့သူကပြောပါတယ်။ထွက်ပြေးသိမ်းရှောင်နေရသူတွေထဲကအသက်ကြီးပိုင်းအမျိုးသမီးနှုတ်ဦးဟာလည်းထွက်ပြေးသိမ်းရှောင်နေစဉ်အတော်အတွင်းတောထဲမှာပဲအသက်ဆုံးရှုံးတာတွေရှိခဲ့တယ်လို့လည်းထပ်မံသိရှိရပါတယ်။လက်ရှိအချိန်ဝါရဆုပ်ကျေးရွာအတွင်းကချင်လွတ်လပ်ရေးတမတော် KIA နဲ့ဝါရဆုပ်ပြည်သူစစ်တို့နှစ်ဖက်သက်အနီးကပ်နေရာယူစောင့်ကြနေတဲ့အခြေအနေတွေကြောင့်ဒေသခံတွေဟာရွာအတွင်းပြန်လာနေထိုင်ဖို့စိုးရိမ်နေကြတယ်လို့လည်းသိရပါဗျ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်မွန်းလွဲပိုင်း3နိုင်ဝင်းကျင်လောက်မှာဝါရဆပ်ဂျေဝါအတွင်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကနေဂျက်ဖိုက်တာ30နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်29နှစ်အရွယ်ကိုလပြဘရောင်မိုက်ဆိုသူထိခိုက်သေးဆုံးခဲ့ရပြီးနေအိမ်တစ်လုံးမိလောင်သွားတဲ့အပြင်ဂျန်နေအိမ်နှလုံးကတော့ထိခိုက်ပျက်စီးသွားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ် ဲ့ဒီလိုလေနဲ့ဘုံချဲတိုက်ခိုက်တာတွေရှိလာတာကြောင့်ဒေသခံပြည်သူအများစုဟာဆိုရင်ပြီးမတ်လဆန်လောင်းကနေထွက်ပြေးတိမ်းရှောင်တာတွေပြုလုပ်လာကြတာအခုဆိုရင်တောတောင်တွေထဲတိမ်းရှောင်နေကြတာတလားလောက်ရှိလာပြီလည်းဖြစ်ပါတယ်ဒါအပြင်မတ်လ14ရက်နေ့ကလည်းပြည်သူ့စစ်တပ်ဖွဲ့တွေဟာဝါရဆုပ်ဂျေဝါထိတ်အနီးကနမ်ဆန်ရကောက်ကလူနေအိမ်၁၀လုံးကျော်ကိုလည်းမြင်းရှုပ်ဖျက်ဆီးခဲ့လို့ဒေသခံနဲ့နေဆက်သူရဲ့ပြောပြချက်အရသိရတာပါ တဘောဝဘေးရန်ဒီကိစ္စရေးလုပ်ငန်းတွေချိန်ညှိပြီးတော့ဆက်စင်ရေးတွေကိုလောဆောင်သွားမယ်လို့ဂီနီပီတပ်ပေါင်းစုံ UC အဖွဲ့ကတည်ရပါတယ်။ဂီနီပီနေသွန်းလုံးမှာစစ်ကောင်စီကတိုက်ခိုက်မှုအမျိုးမျိုးကိုရပ်တန့်တာချင်မရှိပဲဆက်လက်လုဆောင်နေတာကြောင့်ဂီနီပီတပ်ပေါင်းစုအနေနဲ့တဘောဝဘေးရန်ဒီကိစ္စရေးလုပ်ငန်းတွေချိန်ညှိပြီးတော့ဆက်စင်ရေးတွေကိုလောဆောင်သွားမယ်လို့တည်ရပါတယ်။ စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်လာတဲ့အခြေအနေပေါ်မူတည်ပြီးတော့စစ်စင်ရေးတွေကိုလှုပ်ဆောင်မယ်လို့လဲရပီလာ၃ရက်နေ့ကအတိပေးကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတော့စကိုင်းမန္တလေးနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာပြည်သူတွေရဲ့အသက်အိုရင်စီစဉ်တွေထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကောင်စီကတော့ငလင်ကြောင်ရက်20ရာရီအပြည့်ရမယ်လို့ဧပြီလ၂ရက်နေ့မှာချုပ်ပြန်ချပါတယ်။ဒါပေမဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုဆက်လက်လှုပ်ဆောင်နေပြီးတော့ကီနီပြည်နယ်မှာလည်းဒီကနေ့ဧပြီလ၄ရက်နေ့အထိတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေစေဖြစ်တယ်လို့ကီနီအမျိုးသားများကကွယ်ရေးတပ် KNDF ကနေသိရပါတယ်။ 2025ခုနှစ်ဇန်နဝါရီလကနေစတင်ပြီးတော့စစ်ကောင်စီဟာလွန်ကော်မျိုးနဲ့မိုးပြင်းမျိုးကိုဆက်သွဲချတဲ့လက်မကြီးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့သူစစ်ဆန်တဲ့ခိုက်တာတွေကို KNP တပ်ပေါင်းစုကလည်းခုခံနေရဖြစ်ပါတယ်။ဒါ့အပြင်မရှလာ34ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ KNP နဲ့ဖရူဆိုမျိုးနဲ့ညောင်စင်ရက်ွက်နဲ့ရွှေပြည်သားရက်ွက်ကရတားပြည်သူတွေအနေနဲ့ကိုမီရှော့ဖြက်စီခဲတဲ့လုံလဲ KNTF ကထုတ်ပြန်ချပါတယ်။ ခွေးကိုက်ခံရရင်ပထမဦးဆုံးဘာလုပ်ရမလဲခွေးကိုက်ခံရရင်ကိုက်တဲ့ခွေးကခွေးယူလားခွေးကောင်းလားဆိုတာကိုပထမဦးဆုံးကြည့်ပေးပါခွေးယူကဘလို့ပုံစံမျိုးလဲဆိုရင်ခွေးမှာတရေတမျက်များကြာနေတတ်ခြင်းခွေးယူဖြစ်နေရင်ကနာမငိမ့်မဲ့ပြေးလွှားနေပြီးတွေ့ရလူခွေးတိုင်းကိုလိုက်ကိုက်တတ်ခြင်းခွေးကိုရေနဲ့ပတ်ရင်တတ်နေတယ်လို့ဖြစ်တတ်ခြင်းနောက်ပြီးတချို့ခွေးယူတွေဆိုမလောက်ပဲငိမ့်နေခြင်း မိန်နေရှင်စရတွေပဲဖြစ်ပါတယ်။ဒါကြောင့်ခွေကိုက်ခံရရင်ပထမဦးဆုံးအနာကိုတန့်ရှင်းလုပ်ပေးပါ။အနာကတင်းငယ်လို့ဘာမှမဖြစ်ဘူးဆိုပြီးပြစ်ထားရင် ခွေးယူးမပြန်ရင်တောင်ပိုးဝင်နိုင်စေပြီးလူအသက်အန္တရာယ်ထိရှိလာနိုင်ပါတယ်။ခွေးကိုက်ခံရရင်ပထမဦးဆုံးဒီချက်တွေကိုလှုပ်ဆောင်ပေးပါ။ကိုက်ခံရတဲ့နေရာကိုချက်ချင်းရေဆက်ပြားနဲ့အနည်းဆုံး15မိနစ်တေချာစီကြောပေးပါ။အနာကိုအရက်ပြန်သူမဟုတ် ်ဗီတာဒင်စတဲ့ပိုးတန့်စင်ဆေးရည်ထည့်ပေးပါ။နောက်ပြီးသွေးတိတ်သွားအောင်အဝတ်တန့်တန့်သို့မဟုတ်ပတ်တီးနဲ့ဖိထားပေးပြီးဆေးရုံစီပေးခန်းကိုတွားပါ။ခွေးယူပြန်ရောဂါမဖြစ်အောင်အမြန်ဆုံးခွေးယူကောက်ွယ်ဆေးထိုးပေးပါ။နောက်ပိုင်းအကျဉ်းကြီးပြည့်အောင်ထိုးပေးပါ။ဦးကောင်းလေပင်လက်ချောင်းထိတ်စားတဲ့နေရာတွေအကြိုက်ခံခဲ့ရရင်ယောဂပြည့်နှက်မှုအလုံးမြန်ဆန်လာကြအောင် နိစ္စရာစေယုံမှာအရေးပေါ်ကုသမှုခံယူပေးပါ။ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာပေးပါ။ခွေးယောဂါကဘာကြောင့်ဖြစ်ရတာလဲ။ခွေးယူယောဂါကအလွန်သိငယ်တဲ့ rabies virus လို့ခေါ်တဲ့ virus ကြောင့်ဖြစ်ပါတယ်။အဆယ်တွားတွေမှာရှိတဲ့ဒီပိုးဟာခွေးကြောင်တွေစတဲ့တတ္တဝတွေမှာရှိပြီးခိုက်ခံရတဲ့လူတွေစီကိုကူးဆက်တတ်ပါတယ်။အဲ့ဒီယောဂါပိုးဟာကုတ်ချင်းပြီးတဲ့ဒဏ်ရာကိုဒီပိုးရှိတဲ့တွေးဝင်သွားခြင်းဖြစ်လေကူးဆက်နိုင်တယ်လို့ ုတ်ချင်းမိမှမဟုတ်ပဲတတွေးကပါဆက်နှာခေါင်းမျက်ကြည်လွာပေါက်ပြဲနေတဲ့အရေးပြာစတာတွေကနေတဆင်ခနာကိုယ်ထဲဝင်ရောက်ရင်လည်းကူဆက်နိုင်ပါတယ်ခွေယူကက်ခံရရင်ဘယ်ချိန်မှလက္ခဏာပြတ်တက်တယ်ဆိုရင် ခွေကက်ခံရတဲ့နေရာပေါ်မူတည်ပြီးလက္ခဏာပြတ်ကြပါတယ်ဦးကောင်းပိုင်းအုံနောက်နဲ့နီးတဲ့မျက်နှာကောင်းကိုယ်အပေါ်ပိုင်းတို့မှာအကိုက်ခံရရင်ဆော့ဆော့လက္ခဏာပြတ်တတ်ကြပါတယ်။ကက်ခံရပြီးနောက်ဖြားလာတာ ကိုလက်ကိုက်ခဲလာတာလက်ချောင်းနာလာတာအကိုက်ခံရတဲ့နေရာထုံနေတာရောင်နေတာညိုမဲနေတာကိုက်နေတာကျင်နေတာရားနေတာစတဲ့လက္ခဏာတွေပြသက်ပြီးနောက်ဆက်တွဲကတော့တက်ခြင်းတတိမကောင်းခြင်းခယောင်ကတန်းဖြစ်ခြင်းတတိနစ်ခြင်းတို့ဖြစ်ပါတယ်နောက်ပိုင်းရေနဲ့လေကိုကြောက်ခြင်းဖြစ်စေပါတယ်ဘာလို့လဲဆိုရင်မျက်နှာကိုရက်တောင်ခတ်လိုက်ရင်ဖြစ်စေ ရေကိုမြူချလိုက်ရင်ဖြစ်စေလေချောင်းကျွတ်တာတွေချက်ချင်းဆိုတလို့တင်းလာပြီးလူကိုတက်စီတာကြောင့်ရေနဲ့လေကိုထိတွေ့ရင်မနေနိုင်မထိုင်နိုင်အောင်ပြီးကြောက်နေရင်ကနေတဖြည်းဖြည်းနဲ့တတိလစ်ပြီးအသက်ကိုပါဆုံးရှုံးစေနိုင်ပါတယ်။ဒါကြောင့်ခွေယူကတ်ခံရရင်ရှင်ဖို့ထက်တည်ဆုံးဖို့အများဆုံးပါပဲ။ကတ်ခံရရင်69ရာခိုင်နှုန်းလောက်ကတည်ဆုံးကြပါတယ်။ခွေယူကတ်ကွက်ဆေးကိုဘလို့အခါမှာထိုးရတယ်လို့ဆိုရင်ခွေယူတော့မဟုတ်ခွေယူလို့တန်ပြန်ရှိနေတဲ့ခွေ ကြောင်းကြိုက်ခံရရင်လည်းဒီဆေးကိုထိုးလို့ရပါတယ်။ဒီခွေးရကွက်ဆေးကကုန်ကျစရိတ်များပါတယ်။ဒီခွေးရကွက်ဆေးကိုအစိုးရစည်းရုံးပြီးမှခါမဲ့ထိုးပေးနေပါတယ်။အိမ်မွေးခွေးကပ်ရင်လည်းမပေါ့စားပါနဲ့။ခွေးကကွက်ဆေးထိုးထားသလားမေးပါ။ထိုးထားကြောင်းပြခိုင်းပါ။ခွေးမှာသစ်ဆန်ခုဆရာဝန်စီကခွေးကိုထိုးထားတဲ့ကာကွယ်ကပ်ပြာစောင်းလေးတွေရှိတာမို့ခွေးပိုင်ရှင်ကိုပြခိုင်းပေးပါ ခါမှာကြိုက်ခံရတဲ့ခွေကစိတ်ချရမရတည်ရမှာပါခွေကကာကွယ်စည်းထိုးထားရင်ကြိုက်ခံရတဲ့တူလဲထိုးတာပါကြိုက်ခံရတဲ့နေရာကိုဆန်ဝါးကတ်ခြင်းမိတွေးမှုထဲ့ခြင်းပြာကတ်ခြင်းများစတာတွေကိုလုံးဝမလုပ်ပါနဲ့မိခံယောဂဖြစ်စေနိုင်တယ်လို့ခွေယူပိုးဝင်သွားစေနိုင်ပါတယ်ဒါကြောင့်ကကွယ်ဆေးကိုအချိန်မီထုံးနှံထားခြင်းကခွေးယူပြန်ယောဂဖြစ်ပွားမှုကိုကကွယ်ပေးနိုင်တာကြောင့် ညီဆရာစင်းုံစီပီခန့်တွေစီအများဆုံးအချိန်မီတွားရောက်ကူတာမှုခံယူကြပါလို့တိုက်တွန်းလိုက်ပါတယ်။မြစ်နာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။